အကိမ်းမြမိတ်ဆွေကစီးပွားရေးလုပ်ငန်းရှင်အကိမ်းမြမိတ်ဆွေက marketing သမားဒါမှမဟုတ်မိတ်ဆွေကကြော်ညာတွေဖန်တီးရတဲ့သူဒါမှမဟုတ်လို့ရှိရင်မိတ်ဆွေက content creator ပေါ့နော် vlogger ပြင်ပြင်မဲကြိုက်တာဖြစ်ဖြစ်ဗျာဒီ model လေးကိုမိတ်ဆွေတို့သိသွားပြီဆိုရင်မိတ်ဆွေတို့ရဲ့ဖန်တီးနေတဲ့အမှုပညာတွေမိတ်ဆွေတို့ဖန်တီးနေတဲ့ content တွေကိုပုံမူထိရောက်စေမှာဖြစ်ပါတယ်အဲ့ဒီ model က1898ခရီးကထွက်လာခဲ့တဲ့ model ပါเนาะကျွန်တော် Elias Lewis ဆိုရဲအုတ်ဂိုကနေပြီးတော့1898မှာ A ID ဆိုတဲ့ model လေးကိုစပြီးတော့ကျွန်တော်တို့မိတ်ဆက်ပေးခဲ့တာပါ။ A ဆိုတော့ attention ပေါ့။အာယုံစူးစိုက်မှုကိုရဖို့ကျွန်တော်တို့ဖန်တီးရတာပါ။အကြိမ်များကျွန်တော်တို့ရဲ့ကြော်ညာတွေကျွန်တော်တို့ရဲ့ content တွေကိုလူစိတ်ဝင်စားဖို့အတွက်အရင်ဆုံးမှာ attention အာယုံစူးစိုက်မှုကိုရဖို့လိုပါတယ်။အဲ့ဒီကနေတစ်ဆက်မှာ interest စိတ်ဝင်စားဖို့လိုပါတယ်။အဲ့ဒီကနေတစ်ဆက်မှာကျွန်တော်တို့ desire လိုချင်တက်မှတ်ဖို့လိုလာပါတယ်။ကြော်ညာပေဖို့ကိုတကူကိုကြည့်လိုက်တယ် ာဒါလေးက attention เนาะကျွန်တော်တို့ဟာဒီနားမှာဘေးဖို့လေးရှိတာပဲ attention ရသွားပြီအဲ့ဒီကနေတစ်စက်မှာ interest စိတ်ဝင်စားဒါပါကြညာလေးပါလေအဲ့ဒီကနေတစ်စက်မှာ desire ဒီကြညာတွေမှာပါတဲ့ community ကိုတော့ငါတို့ဝယ်သုံးကြည့်ရင်ကောင်းမယ်ဆိုတဲ့ပုံစံလေးနဲ့သူ့မော်တွေကိုမိတ်ဆက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီကနေတစ်စက်မှာကျွန်တော်တို့ Russell CP Russell ဆိုတဲ့ပုံကောင1927မှာเนาะ action ဆိုတဲ့စကလုံးကိုပါထပ်ထည့်ခဲ့ပါတယ်အဲ့တော့ A I D A idol ဖြစ်လာပါတယ် အဲ့တော့ action ကတော့ကျွန်တော်တို့ကလိုချင်တက်မယုံနဲ့မပြီးဘူးတကယ်ဝယ်သုံးတဲ့အဆင့်ထိရောက်ဖို့လိုပါတယ်ဒါမှမဟုတ်လို့ရှိရင်လေဒီဟာကိုထပ်ပြီးတော့ဆောင်ရွက်ဖို့အတွက်အောက်မှာကျွန်တော်တို့ဖုန်းနံပါတ်တွေဒါမှမဟုတ်ရှင်အောက်မှာ promotion နဲ့ပတ်သက်တဲ့ percentage of the စတာတွေပေါ့လူတွေတကယ်ဝယ်ကြင်လာအောင်ကျွန်တော်တို့လှုံ့ဆော်ပြီးတဲ့ပုံစံမျိုးအထိ ရောက်ဖို့အတွက် action ပါလာဖို့အတွက်နော် go to action နော်ကျွန်တော်တို့ဒီစကလုံးတွေကိုပါထပ်ပြီးတော့ထထည့်ရပါတယ်အဲ့တော့ a i d a attention အယုံစူးစိမ်းမှုရရမယ်ပြီးလို့ရှိရင် interest စိတ်ဝင်စားရမယ်ပြီးတာနဲ့ကျွန်တော်တို့ desire เนาะကျွန်တော်တို့လိုချင်တက်မှတ်မှုရှိလာရမယ်ပြီး action အဲ့ဒီကနေတစ်စက်မှာဖုံးဆက်เนาะဒါမှမဟုတ်လို့ရှိရင် customer ကစိုင်ကိုတိုက်ရိုက်သွားပြီးပစ္စည်းဝယ်သုံးစသဖြင့်ပေါ့ဗျာအဲ့တော့ action ဖြစ်လာမယ်အဲ့ဒီကနေမှနောက်ပိုင်းမှာလူတွေကစီးပွားရေးလောကမှာတော်တော်အသုံးဝင်လာပြီးအသုံးတက်လာပြီးတော့နောက်ပိုင်း satisfaction customer တွေစိတ်ကျဉ်တတ်မှုရရှိဖို့ဆိုတဲ့အပိုင်းလေးကိုပါထည့်သွင်းပြီးတော့အသုံးပြုလာတာတွေ့ရပါတယ်။အဲ့တော့မလို့မိတ်ဆွေတို့ဖန်တီးနေတဲ့ content တွေမိတ်ဆွေတို့ဖန်တီးနေတဲ့ကြော်ညာတွေမိတ်ဆွေတို့ဖန်တီးနေတဲ့ marketing နဲ့ပတ်သက်တဲ့ activity တွေမှာ AIDAS IDAS လေးကိုတုံးကြည့်လို့ရပါတယ်။ဥပမာပြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြအကျော်တဲ့တယောက်ကမီးတွေမွေးနေတယ်ပေါ့။ဟာလူတွေကဖြတ်သွိုင်းနေဟာတဘာလုံးနေတာလဲပေါ့။အဲအဲ့မှာကျွန်တော်တို့ကဒီ attention ပေါ့အားလုံးရဲ့အာရုံစူးစိုက်မှုကိုခံလိုက်ရပြီ။အဲ့တော့မှ သူကနေမုံမြစ်တွေနေနေတယ်အဲ့တော့မှစိတ်ဝင်စားနေအမိုက်ဒါဘာကြော်မလို့လဲဘာလုံးမလို့လဲမေးလိုက်တော့မှအမဘယ်ကကြော်ကြော်မလို့ဒါမှမဟုတ်အမစွတ်ညော်ကြော်မလို့အဲ့တော့မှလူကစိတ်ထဲမှာဟာစွတ်ညော်လေးစားရင်ကောင်းမယ်ဘယ်ကကြော်လေးစားရင်ကောင်းမယ်ပထမဦးဆုံးမှာ attention အာယုံစူးစိမ့်မှုရရဲ့ဒုတိယတစ်ခုမှာကျတော့ interest စိတ်ဝင်စားလို့မေးကြည့်လိုက်တယ်မေးကြည့်လိုက်တဲ့အချိန်မှာစားတဲ့စိတ်ပေါ်လာတယ် desire အဲ့ဒီကနေဒီစက်မှာကျွန်တော် action မဟုတ် where you စားသုံးတဲ့အဆင့်တိပြလာတယ်အဲ့ဒီကနေမှာ ကန်လိုက်တဲ့အချိန်မှာဟာအချိန်လေးကကောင်းလိုက်တာကွာအကျော်လေးကကျွန်းမကျွတ်နေတာပဲဟိအောင်ဟိနော်စတဖြစ်အဲ့ဒီကနေတစ်ဆက်မှာကျွန်တော်တို့ satisfaction ရလာတာပါအဲ့တော့ AIDAS idea ဆိုတဲ့ model လေးကိုမင်းစုလို့မြင်အောင်မျိုးလုံးနဲ့မြင်အောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ်အဲ့တော့မင်းစုတို့ကိုဘာပဲဖန်တီးဖန်တီး marketing နဲ့ပတ်သက်တဲ့ activity advertisers နဲ့ပတ်သက်တဲ့ activity တွေဒါမှမဟုတ်ရှင်လဲ content creation တွေမှာမင်းစုတို့ကိုအတုံးတက်ရင်အတုံးတက်တယ်လို့အသုံးပြုလို့ရမယ် model လေးဖြစ်ပါတယ် ်အာကျွန်တော်ရဲ့ယခုလိုဗီဒီယိုတွေကိုမိတ်ဆွေတို့ကြည့်ရှုနေကြနေဆိုရင် AOD Business Center Facebook YouTube နဲ့ TikTok ဆာမျက်နှာတွေပေါ်မှာကြည့်ရှုရပါတယ်ယခုဗီဒီယိုလေးကအတုံးဝင်မဲ့သူတွေအတုံးဝင်မဲ့မိတ်ဆွေတွေကိုလည်းမျှဝေပေးဖို့အတွက်ကျွန်တော်တောင်းဆိုချင်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့မိုးဝေရန်မြန်မာ AOD Business Center ရဲ့ founder ဖြစ်ပါတယ်ခင်ဗျာ